မင်္ဂလာပါရှင် Panelis Business Services ရဲ့ Founder မထူးသန်းစင်ဖြစ်ပါတယ်ဒီနေ့မှာတော့ HR Policy တွေရဲ့အရေးပါပုံအကြောင်းကိုကျွန်မဆွေးနွေးပြီးတဲ့နောက်မှာအဲ့ဒီမူဝါဒတွေကိုဘာကြောင့်အမြဲတမ်း update လုပ်နေရတာလဲဆိုတဲ့အကြောင်းကိုဆက်ပြီးတော့မျှဝေပေးသွားပါမယ် HR policy တွေရေးသားပြီးတာနဲ့ပြီးဆုံးသွားကြပြီလို့ကျွန်တော်တို့ယူဆတတ်ကြပါတယ် ဒါပေမဲ့တကယ်တမ်းကျတော့ up to date မဖြစ်နေတဲ့မူဝါဒတွေက အရန်ကိုအန္တရာယ်များပါတယ်။ဒါကတရားရေးရာပြဿနာတွေဝန်ထမ်းတွေကြားမှာအာပလိပခတ်တွေပေါ့နော်။ဒါတွေကပို့ပြီးတော့များလာစေပြီးတော့ကုမ္ပဏီရဲ့ပုံရိပ်ကိုပါအများကြီးထိခိုက်စေပါတယ်။ဒါဆိုရင် HR policy တွေကိုဘာကြောင့်အမြဲတမ်း update လုပ်နေရတာလဲ။ တော့နံပါတ်1အနေနဲ့ဆိုရင်တော့ပြောင်းလဲနေတဲ့ဥပဒေတွေနဲ့ကန့်ညီဖို့လွယ်ပါတယ်။အလို့သမားဥပဒေအခုဥပဒေအခြားစီမံစည်းကမ်းတွေကအများအားဖြင့်ပြောင်းလဲနေတယ်။အဲ့တော့အဲ့ဒီဥပဒေအသစ်တွေနဲ့မကန့်ညီတဲ့ HR policy ကကုမ္ပဏီကိုတရားရည်ရအန္တရာယ်တွေနဲ့ဒဏ်ရိုက်ခံရနိုင်တဲ့အခြေအနေမျိုးတွေထိပိုရောက်ရှိစေနိုင်ပါတယ်။ တစ်ခုကကြတော့လုပ်ငန်းရဲ့ကြီးထွားမှုနဲ့လိုင်လျောညှိထွေဖြစ်စေဖို့ပေါ့နော်။ကုမ္ပဏီတစ်ခုကကြီးထွားလာတာနဲ့အမျှအရင်ကမူဝါဒတွေကမလုံလောက်တော့ဘူး။ဝန်ထမ်းအင်အားနည်းစဉ်ကသတ်မှတ်ထားတဲ့မူဝါဒတွေကဝန်ထမ်းအင်အားများလာတဲ့အခါမှာအဆင်မပြေနိုင်တော့ဘူး။အဲ့တော့လုပ်ငန်းလိုအပ်ချက်အစ်စ်တွေနဲ့ကိုင်းညီဖို့အတွက်ကိုအမြဲတမ်းပြင်ဆင်နေဖို့လိုအပ်ပါတယ်။နောက်တစ်ခုကကြတော့လုပ်ငန်းခွင်ရဲ့ကာချာနဲ့ကိုင်းညီဖို့ပေါ့နော်။ဒီနေ့ခေတ်ပေါ့နော်လုပ်ငန်းခွင်တွေက အမြဲ ရောက်နေနေတယ်။အဲ့တော့အဝေးကအလုံးလုံးတက်စနစ် remote work တွေရှိတယ်။ဝန်ထမ်းတွေရဲ့စိတ်ကြမ်းမှအရေး၊ lane စိတ်ခံယူမှုနဲ့ကိုယ်ပိုင်လက္ခဏာပေါ့နော် diversity နဲ့ inclusion စားတဲ့အကြောင်းအရာတွေပို့ပြီးတော့အရေးပါလာတယ်။အဲ့တော့ဒီအချက်တွေနဲ့ပတ်သက်ပြီးတော့မူဝါဒဟောင်းတွေရှိနေမယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေက company ပေါ်မှာအလေးမထားဘူး အလေးထားမှုသူတို့အတွက်ကိုပေါ့နော်အလေးထားမှုမရှိဘူးလို့ခံစားရပြီးတော့စိတ်ဓာတ်တွေကျဆင်းလာနိုင်ပါတယ်အဲ့တော့အနည်းချုပ်ရရင်တော့အိရှာပေါ်လက်စီတွေကတခါရေးပြင်ရာသပံထားရမယ့်စာရွက်စာတမ်းမဟုတ်ဘဲနဲ့လုပ်ငန်းရဲ့တိုးတက်မှုအခြေအနေပေါ်မှာအမြဲတမ်းလိုက်ပါပြောင်းလဲနေရမယ့်လမ်းညွှန်စာအုပ်တစ်ခုဖြစ်ပါတယ်အဲ့တော့မူဝါဒကိုမှန်မှန်ကန်ကန် update လုပ်နေခြင်းကလုပ်ငန်းရဲ့ရေရှည်ခိုင်မာမှုတည်မြဲမှုကိုပြသရလဲရောက်ပါတယ် ောက်ထပ်အချက်နဲ့ပတ်သက်တဲ့ဘူးဒုတာတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပြီးကိုဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုပြည့်စုံတင်ပါတယ်ရှင်။